တို့ကျွန်တော်တို့ဟာတာဝန်အပေါင်းစေတနာကိုထပ်ဆောင်ပြီးတော့လောက်ရမယ်ဆိုတဲ့အတွေးအခေါ်မျိုးကျွန်တော်တို့မှာရှိခဲ့တယ်။ဒါတွေဟာဘာကြောင့်ရှိခဲ့တာလဲ။အမေကပြောတယ်လေမတရိုးကုံဆိုတာရေလျှောခံနေရိုးရိုးသားသားနဲ့ကြိုးကြကြလို့စားတော့မတက်ဘူးနော်။ဒါပေမဲ့အမေရင်တဲကစကားကဘလောက်လေးနဲ့ဖို့ကောင်းတယ်လေဘလောက်လေးစားဖို့ကောင်းတယ်လေเนาะအဖေကလည်းပဲငါသား တွေ့လာဒီရွာမှာမီးမရှိဘူးမီးရှိအောင်လို့ရေမရှိဘူးရေရှိအောင်လို့ဟဟလာနော်စာသင်ကျောင်းမရှိဘူးရှိအောင်လို့စသည်စသည်အပြင်ဒီလူမျိုးအတွေ့အခေါ်တွေကျွန်တော်ကိုသင်ကြားပေးခဲ့တယ်ကျောင်းတော်ကလည်းပဲကျောင်းမှာရှိတဲ့ဆရာဆရာမကြီးတွေကကျွန်တော်တို့ကိုဘယ်အရာပဲလုပ်လို့ကောင်းအောင်ကြိုးစားပြီးတော့ပြုစုပြုထောင်ပေးခဲ့တယ်အဲ့ဒီလိုကောင်းအောင်ပြုစုပြုထောင်တဲ့အခါမှာ ကောင်းအောင်ဆိုတဲ့စိတ်ဓာတ်တွေကို ျွန်တော်တို့ဆရာဆရာမတွေကမွေးပေးခဲ့တယ်။ဒီစိတ်သက်ကလေးတွေကြောင့်ကျွန်တော်တို့ကကောင်းတာလေးတွေကိုလှုပ်ချင်တဲ့စိတ်ရှိခဲ့တယ်။ရှိလဲရှိလို့မလို့ကြိုးကြိုးစားစားနဲ့လှုပ်လို့လဲပဲကျွန်တော်တို့တွေဟာဒီအခြေအနေဒီအဆင့်ကိုရောက်ရှိတာပေါ့။အခုနော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာနော်ကျွန်တော်တို့2020မဲတမမဲမတမမှုတွေဖြစ်ခဲ့တဲ့အတွက် နိုင်ငံတော်အာဏာကိုဖွဲ့စည်းဖို့အခြေခံဥပဒေအရခိတ္တထိမ့်သိမ်းခဲ့တယ်။ထိမ့်သိမ်းတဲ့ကာလတစ်ချောင်းလုံးမှလည်းပဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ရည်မှန်းချက်တာဝန်တွေမှာတနေ့ကြလို့ရှိရင် ရွေးကောက်ပွဲကြီးကျင်းပပြီးတော့အနိုင်ရတဲ့ပါတီကိုအုပ်ချုပ်ရေးအာဏာတွေပြည်သူအပေါ်မှာ ပြန်လည်လွှဲအပ်ပေးမယ်ဆိုလို့ဒီဇိုင်းမှတ်မှတ်ကြီးညာခဲ့ပါတယ်။ အခုတည်းပဲနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကော်မရှင်ဟာဆက်လက်ပြီးတော့ဒီကြီးမှန်းချက်တာဝန်အတိုင်းပဲရွေးကောက်ပွဲကြီးကျင်းပပြီးတော့အနိုင်ရတဲ့ပါတီကို နိုင်ငံတော်အာဏာကိုဆွဲအပ်ပေးမှာဖြစ်ပါတယ်။အဲ့ဒီလိုလွှဲအပ်နိုင်ဖို့ရန်အတွက်လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာမလုပ်ပေးမလား။ရွေးကောက်ပွဲကြီးနဲ့မဲထရတော့မှာမဟုတ်ဘူးလား။အဲ့ဒီလိုမဲထတဲ့အခါကျတော့ ကျွန်တော်တို့ကအဲ့ဒီလိုမဲထည့်တဲ့ခါကျတော့ပြည်သူလူထုကြီးကပါတီတွေလွှတ်တော်ကိုယ်စားလှယ်တွေကိုရွေးရတော့မယ်မဟုတ်ဘူးလားရွေးရတော့မှာပေါ့အဲ့ဒီလိုရွေးတဲ့အခါဘယ်လိုပါတီကို ရွေးမှလဲဘယ်လိုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးမှလဲဒါစဉ်းစားဖို့လိုလာပြီအဲ့လိုစဉ်းစားဖို့လိုလာတဲ့အခါမှာကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာကလည်း ပါတီတစ်ခုကိုဝင်လိုက်ပြီဆိုတာ ਨੇ အဲ့ဒီပါတီရဲ့ရီမန်းချက်ကဘာလဲအဲ့ဒီပါတီရဲ့ရီမန်းချက်ကခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးကိုတီဆောက်မယ်လို့ရီမန်းချက်တာဝန်ထားရှိတဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတဲကိုကျွန်တော်ဝင်ခဲ့ခြင်းဖြစ်ပါတယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်ပါတယ် ဒီလိုအရွေးချယ်ခံတဲ့အခါမှာလေပဲအဲ့ဒီလွတ်တော်ကိုယ်စလေဟောင်းဟာသူ့တမိုင်းချောင်းကိုကြည်လိုက်တော့သူ့ဘဝရဲ့တစ်စိတ်တစ်ဆောင်းနေကြည်လိုက်တော့နေနေတော့ကသူဘာလုပ်ခဲ့တာလဲသူ့ရဲ့ဘဝအခြေခံကဘာလဲဘာတွေဘာတွေလုပ်ခဲ့လို့ဘာတွေဘာတွေဖြစ်ခဲ့လာလဲကြည်လိုက်ပေါ့ကြည်လိုက်တဲ့အခါကျတော့တင်ဦးလွင်ခေါ်မောင်ပုခေါ်ထညက်ကတော့ငငယ်တော့ကလည်း ခန့်ညံ့ရန်ထဲမှာမပါဘဲနဲ့ကြိုးစားခဲ့တဲ့သူမဟုတ်ဘူးလားမှန်တာပြောပြောပါစေထပ်ပြီးတော့လက်ခံလိုက်အောင်မယ်ဗျာဟုတ်တယ်မလားဘဝတစ်ဆောင်လုံးကိုကြီးလိုက်တဲ့အခါចောင်းသားဘဝလည်းကြိုးစားရတယ်ဗျာတမ်းမော်သားဘဝလည်းကြိုးစားရတယ်ဗျာတန်တမန်ဘဝလည်းပဲတူသောလုံလနယ်ပဲဆောင်ရွက်လေးရှိတယ်ကျွန်တော်လေးပြီးခဲ့တဲ့ငယ်ဘဝတုန်းကကြိုးစားတာဒီတိုင်းပဲကြိုးစားမယ် စစ်မှုထမ်းဘဝတုန်းကကြိုးစားတာဒီတိုင်းပဲကြိုးစားမယ်တန်တမန်ဘဝတုန်းကကြိုးစားတာဒီတိုင်းပဲကြိုးစားမယ်နေပြီးတော့ကောင်စီဥက္ကဋ္ဌနဲ့မြို့တော်ဝင်ဘဝယခုသာသနာရေးနဲ့ရင်ကျေးမှုဝင်ကြီးဌာနမှာပြည်တော်စုဝင်ကြီးဘဝဒီတိုင်းပဲကြိုးစားမယ်အဲ့ဒီလိုကြိုးစားရင်းနဲ့ရွေးကောက်ပွဲမှာဝင်ရောက်လို့ပြည်သူတွေကတော့ကျွန်တော်ကို တာဝန်ပေးလိုက်မယ်ဆိုရင် လွတ်တော်ကိုယ်စားလှယ်လောင်းကြီးဟာလွတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့မယ်ဆိုရင်ကျွန်တော်လွတ်တော်ကိုယ်စားလှယ်နေရာမှာကိုးစားပြုတဲ့ကြီးရွာတွေအလုံး네ပယ်တွေအလုံးအတွက်စွန့်အားအပြင်းနဲ့ချင်းသေးမင်းကြီးလိုပဲဝုံငနဲ့ခုံအုပ်လိုက်တယ်လို့ဝုံငနဲ့ကျွန်တော်တတ်နိုင်သမျှစ조사ဆောင်ရွက်သွားမယ်ဒါကျွန်တော်ရဲ့ခံယူချက်ပါကျွန်တော်ရဲ့ခံယူချက်ကြောင့်အဲ့ဒီလိုခံယူထားတာဖြစ်တဲ့အတွက်ကျွန်တော် အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်ပါတယ်။